စိတ်ထဲမှာပေါ်လာတဲ့အာယုတ်လေးကိုပြောတာနော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကြောင်းကိုဘာအကြောင်းကိုတွေးတာလဲဘာအကြောင်းကိုပြောတာလဲဘာအကြောင်းကိုစဉ်းစားတာလဲယံနိမိတ်တံအာဂမယံနိမိတ်တံမနတိကရောတော်အကြောင်းအရာတစ်ခုကိုစိတ်ကူးပြီဆိုလို့ရှိရင်တဲ့ဘာတွေဖြစ်လာတတ်တုံးဆိုရင် ဥပိ္ပစန္တိပပကာအာဟုတလဝိတက်ကာမကောင်းတဲ့အာဟုတအတွေးတွေဟာရှင်နဲ့နှလုံးထဲမှာရောက်လာတတ်တယ်မကောင်းတဲ့အတွေးဆိုတာပါလေသန္ဓုပတန်ဟိတပိလောဘနဲ့ပတ်သက်တဲ့အတွေးဒါလည်းအကောင်းမဟုတ်ဘူးမကောင်းဘူး ေါသူပသံဟိတာပိဒေါသနဲ့ပသက်တဲ့အတွေ့ဟာလည်းမကောင်းဘူးမောဟုပသံဟိတာပိမောဟနဲ့ပသက်တဲ့အတွေ့လည်းမကောင်းမောဟနဲ့ပသက်တဲ့အတွေ့ဆိုတာဒီတမာရီစွမ်းအားရပြတ်တာတို့ တန်တရားတွေနဲ့တွေးတာတို့ဘုရားတရားသံဃာနဲ့ပတ်သက်ပြီးတန်တရားတွေဖြစ်တာတို့အမှန်တရားနဲ့ပတ်သက်ပြီးတန်တရားတွေနဲ့တွေးတာတို့ငါနောက်ဘဝဖြစ်အောင်မလားနောက်ဘဝမဖြစ်တော့ဘူးလားဆိုရဲစရဲဒီအတွေးတွေတန်တရားတွေနဲ့တွေးတာမဆုံးဖြတ်နိုင်တဲ့အတွေးတွေကဘောဥပါဒိတ်တရားလို့ခေါ်တာအမှန်တရားကိုမသိနိုင်တဲ့မောဟတွေလွတ်မှုနေတဲ့အတွေး ဲ့တော့မြတ်စွာဘုရားကဆိုလိုတာအာယုံတစ်ခုစိတ်ကူးကြံစီမိလိုက်တာနဲ့တပြိုင်နက်တည်းရှင်ထဲမှာမကောင်းတဲ့အတွေ့အထိဖြစ်လာတတ်တယ်အဲ့ဒါတွေဟာလောဘနဲ့တွေးတာလည်းဖြစ်နိုင်တယ်ဒေါသနဲ့တွေးတာလည်းဖြစ်နိုင်တယ်လုံသိနာ မလုံသိနာကိုမသိတဲ့တွေးဝေးနေတဲ့အတွေ့နဲ့တွေးတာလည်းဖြစ်နိုင်တယ် အဲ့ဒီအတွေးတွေဟာမကောင်းတဲ့အတွေးတွေကြီးပဲအတွေးမှားတွေကြီးပဲလို့ဆိုလိုတယ်အဲ့ဒီအတွေးမှားတွေကိုဘယ်လိုဖြေဖြောင်းလဲဘယ်လိုအစားထိုးမလဲဘယ်လိုဖယ်ရှားမလဲအဲ့ဒီနိလန်းကို မျက်စောပြတာဟောတာတေနအဲ့ဒီလို အတွေးမှားတွေရင်ထဲမှာရောက်လာပြီဆိုရင်တမ္မာနိမိတ်တာအညာနိမိတ်တာ မနတိကာတဗံကုတလူပတံဟိတာတဲ့အပြစ်ကင်းတဲ့အတွေးတွေကိုပြောင်းပြီးတော့တွေးလိုက်ပါဒါလက်တွေ့ကျင့်သုံးတဲ့ဟာနော်အဲ့ဒီအတွေးမှားတွေတွေးနေလို့ရှိရင်အဲ့ဒီအတွေးမှားတွေအစားချက်ချင်းမဲ့အပြစ်ကင်းတဲ့ အတွေးမျိုးပြောင်းပြီးတော့တွေးလိုက်ပါတဲ့အဲ့ဒီလိုပြောင်းတွေးလိုက်လို့ရှိရင်ယေပဝကဝိတကမကောင်းတဲ့အတွေးတွေဟာလောဘနဲ့တွေးတာပဲဖြစ်ဖြစ်ဒေါသနဲ့တွေးတာပဲဖြစ်ဖြစ်မောဟနဲ့တွေးတာပဲဖြစ်ဖြစ်အဲ့ဒီအတွေးတွေဟာကွပြောက်သွားပါလိမ့်မယ် ဒါအတွေးမဟုတ်ကိုယ့်ရင်ထဲမှာ အတွေးကိုအတွေးနဲ့ဖယ်ရှားပလိုက်တယ်မကောင်းတဲ့အတွေးကို ကောင်းတဲ့အတွေးနဲ့အစားထိုးဖယ်ရှားခြင်းလို့သူတို့ဆိုတယ်အဲ့လိုဖယ်ရှားပြီလို့ရှိရင်အဲ့ဒီအာယုတစ်ခုကိုမှစိတ်ကလေးကတည်ငြိမ်သွားလိမ့်မယ်တဲ့တည်ငြိမ်သွားလိမ့်မယ်အဲ့ဒီလိုတည်ငြိမ်သွားခြင်းဟာကောင်းတဲ့မကောင်းတဲ့အတွေးတွေကိုကောင်းတဲ့အတွေးနဲ့ ဖယ်ရှားနိုင်ခြင်းဟာမကောင်းတဲ့အပြောတွေမကောင်းတဲ့အပြုမူတွေကိုဖယ်ရှားရရောက်သွားတယ်တော့အစာထုဖယ်ရှားခြင်းလို့ဆိုရင်ဒီနည်းကိုကျင့်သုံးရမှာလို့ဖြစ်တယ်မကောင်းတဲ့အတွေးတွေတွေးနေလို့ရှိရင်ကောင်းတဲ့အတွေးနဲ့စာထုဖယ်ရှားလိုက်ဥပမာသက်ဆက်ပြဥပမာပေးထားတယ် စတုံးကိုခွဲတဲ့အခါမှာတတ်ရိုက်သွင်းတတ်ကြတယ်အဲ့ဒီတတ်ကိုနောက်ထပ်တတ်တစ်ချောင်းနဲ့ရိုက်ထုတ်ရတယ်ဟောသွင်းထားတဲ့တတ်ကိုထုတ်ချင် နောက်ထပ်တတ်တစ်ချောင်းနဲ့ရုပ်အဲ့ထွက်ရတယ်အဲ့ဒါကြောင့်မို့လို့မကောင်းတဲ့အတွေးတွေကိုယ့်ရင်ထဲမှာရှိပြီးကောင်းတဲ့အတွေးနဲ့အစာထိုးဖယ်ရှားတာတို့တို့ဆိုလို့တယ်ပေါ့နော်အတွေးကိုအတွေးနဲ့ဖယ်ရှားခြင်းပဲ